ကရုဏာတရားရဲ့တဘာဝကို အရင်စဉ်းစားကြည့်ကြရအောင်မြန်မာလူကရုဏာကိုအကျဉ်းနာတရားလို့ဘာသာပြန်လို့ရတယ်သို့တော့ကရုဏာဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ် literal meaning လို့ခေါ်တဲ့ပါဠိစကားလုံးရဲ့မူရင်းအဓိပ္ပာယ်ကဘာလို့ဆိုတော့ သာဓုနံဟရယကမ္ပနံကရောတိတိကရုဏာလို့ဆိုရက်ဝိချုအယစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေစိတ်နှလုံးတုံ့လောက်အောင်ဖြစ်ပေါ်စေတတ်တဲ့သဘာဝတရားလို့လူတယောက်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ပေါ်မှာကြည့်ပြီး အကျဉ်းတာတရားတွေပွားလို့ဒုက္ခတရားကိုဘယ်နည်းနဲ့ကူညီဖြေရှင်းရမလဲလို့နှလုံးသားထဲမှာလှုံ့ဆော်မှုလေးတွေဖြစ်ပေါ်လာတယ်။အဲ့ဒီနှလုံးသားထဲကလှုံ့ဆော်တဲ့သဘာဝတရားလေးတွေကိုကရုဏာလို့ခေါ်တာပါ။မေတ္တာဆိုတဲ့သဘာဝနဲ့လည်းခြားနာတယ်၊မုရိတာဆိုတာနဲ့လည်းခြားနာတယ် မေတ္တာဆိုတာလူသူမရွေးအလုံးရဲ့အကျိုးစီးပွားကိုလိုလားတာမေတ္တာကရုဏာဆိုတာကြတော့ဒုက္ခိတတ္တဝါသို့မဟုတ်အခက်အခဲကျုံးနေတဲ့ပုဂ္ဂိုလ်တယောက်မြင်လာလို့ရှိရင်နှလုံးသားရဲ့လှုပ်ဆော်မှုနှလုံးသားရဲ့လှုပ်ဆော်မှုစိတ်နှလုံးဟာငြိမ်အောင်ထားလို့မရဘူးငြိမ်ငြိမ်နေလို့မရဘူး တဖက်သားဒုက္ခရောက်နာကိုမကြည့်နိုင်မရှုနိုင်ကုညီဖြည့်ရှင်းလို့တဲ့တဘာဝတရားတစ်ခုဟာကရုဏာပဲမြတ်စွာဘုရားတဏ္ဍမှာအဲ့ဒီကရုဏာဆိုတာတာမန်ပုဂ္ဂိုလ်တွေနဲ့မနှိုင်းရှင်လောက်အောင်ကြီးမားသည့်အတွက်ကြောင့်ဘုရားတဏ္ဍမှာဖြစ်တဲ့ကရုဏာကြတော့မဟာကရုဏာလို့ဒီလိုခေါ်တယ်ပေါ့အလွန်ကြီးမားတဲ့ကရုဏာတရား ေးတခုတတိပြုဖို့ရကရုဏာအကျဉ်းနာတရားဆိုတဲ့နေရာမှာတောကလို့ဆိုတဲ့စိတ်ဆင်းရဲမှု မပါစေရဘူးတောကဆိုတာ ਨੇ စိတ်မကောင်းဖြစ်ရတာတို့စိုးရိမ်ပူပါမှုတာတို့စိုးရိမ်စိတ်တွေတို့ဆိုတာကကုသတရားမဟုတ်ဘူးအကုသတရားကရုဏာတရားဆိုတာကအဲ့လိုစိုးရိမ်စိတ်ကင်းပြီးတော့ဘယ်လိုကူညီ ဖြည့်ရှင်းရမလဲလို့ တဖက်သားရဲ့ဆင်းရဲဒုက္ခကိုကုညီဖြေရှင်းလို့တဲ့ထို့တဖက်သားရဲ့ဒုက္ခကိုကြည့်ရှုပြီးတော့မနေစိတ်နဲ့သဘောတရားတဲ့ကရုဏာကဲမဲ့တဲ့ပုဂ္ဂိုလ်ကဘသူသေးသေးငတေမာပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးရှိတယ်လေအဲကရုဏာရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုစိတ်ဓာတ်မျိုးမရှိဘူးသူများဒုက္ခကိုကုညီဖြေရှင်းလို့တဲ့စိတ် နေမထိထိုင်မသာစိတ်နှလုံးဟာလှုပ်ရှားလာကောင်းတဲ့သဘောနဲ့လှုပ်ဆန်းလာဘယ်ပုံပဲနည်းဒုက္ခကလွတ်အောင်တို့ဆောင်ရွက်ပေးရမလဲလို့စိတ်ထဲမှာဖြစ်ပေါ်လာတာဟာကရုဏာတရားလို့ခေါ်တယ်အဲ့ဒီကရုဏာတရားဟာဘယ်သဘာဝတရားလဲစန့်ကျင်မဲ့လဲလို့ဆိုရင်ညံပန်းနှိပ်ဆက်လို့တဲ့ရက်ဆက်တဲ့ ဝိဟိန်သာဆိုတဲ့သဘာဝတရားရဲ့ဆန့်ကျင်မဲ့ပဲကရုဏာကင်းမဲ့ပြီအကျဉ်းနာကင်းမဲ့ပြီဆိုရင်လူတစ်ယောက်ကိုဒုက္ခပေးတယ်အဲ့ဒီဒုက္ခပေးတဲ့သဘောကိုဝိဟိန်သာ cruelty ပေါ့ပမာလို့တော့ရက်စက်ချမ်းကြုံမှုလို့ခေါ်တယ်ကရုဏာတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားဟာမာကြောချမ်းကြုံရက်စက်တယ် ကရုဏာရှိတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားကပျော့ပြောင်းပြီးထိုပုဂ္ဂိုလ်ရဲ့ဒုက္ခကိုကုညီဖြေရှင်းလို့တယ်ရက်ဆက်မှုကင်းတယ်ဟောအဲ့တော့ကရုဏာမှာယန္တုနှစ်ခုရှိတယ်တဲ့ကရုဏာမှာယန္တုဆိုတာကကရုဏာရဲ့ဆန့်ကျင်ဘက်တရားနှစ်ခုရှိတယ်ပေါ့ဆန့်ကျင်ဘက်တရားနှစ်ခုဆိုတာ အနိကဆန့်ကျင်မဲ့တရားကတစ်ခုတည်းအဝေးကဆန့်ကျင်မဲ့တရားတစ်ခုတည်းဒီလိုနှစ်ခုရှိအနိကဆိုတဲ့သဘောတရားကကရုဏာနဲ့ဆင်စင်တူပြီးတော့ကရုဏာရောင်ဆောင်တဲ့သဘာဝတရားကအနိကဆန့်ကျင်တဲ့တရားလို့ခေါ်တယ်အဲ့ဒါကသိတ္တိထားရခွန်ကြီးတို့တွေရန်သူဆိုရင်အနိယန်သူနဲ့အဝေးယန်သူအနိယန်သူကိုပိုတ္တိထားရ ဆိုတဲ့ဘောင်ကိုကြော်ပြီးတော့တောကဖြစ်သွားရင်ကုသိုလ်လိုလိုနဲ့အကုသိုလ်ဖြစ်သွားရောတောကဆိုတာကဒေါသနဲ့ရှင်တဲ့ခံစားချက်ဒေါမနတဝေဒနာလို့ခေါ်တယ်စပေမှာဒေါမနတဝေဒနာဆိုတာစိတ်ရဲ့ရုပ်ဆိုးကြီးတန်တဲ့ခံစားမှုမျိုးတဲ့အဲ့ဒီခံစားမှုမျိုးကိုတောကလို့ခေါ်တယ် ဧကရုဏာကအဲ့လိုတောကမပါရဘူးတစ်ဖက်သားရဲ့ဆင်းရဲဒုက္ခကိုကြည်ပြီးတော့မနေစိတ်လားစိတ်နှလုံးထဲမှာငြိမ်ပြီးတော့မနေဘူးကုညီဖြည့်ရှင်းလို့တဲ့စိတ်တွေတဖွာဖွာဖြစ်နေတာအဲ့ဒါမျိုးမှကရုဏာတရားတဲ့အနိကစัจ ज မဲ့ဖြစ်တဲ့တောကကိုတတိထားတောကကကရုဏာရောင်ဆောင်ပြီးတော့ ဝင်လာတတ်တယ်တဲ့အဲ့ဒါကြရင်ကရုဏာအစစ်မဟုတ်ဘူးတဲ့အကုသိုလ်ဖြစ်နေတယ်ပေါ့ကရုဏာစစ်စစ်ဆိုတာအမတန်မှမွန်မြတ်တန့်စင်တဲ့တရားကရုဏာတရားကိုမိမိတဏ္ဍာမှာ ဖြစ်ပွားစေရင်ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်ပွားရမလဲဒုက္ခမုတ်ဆန်တူအခက်ခဲတွေကလွမြောက်ပါစေဒီလိုအကြက်တဲကြီးကလွမြောက်ပါစေဆင်းရဲဒုက္ခတွေကလွမြောက်ပါစေဆိုတဲ့ စိတ်ဓာတ်မျိုးပါတာကရုဏာရဲ့သဘောဒါပဲတောကဆိုတာအဲ့လိုမဟုတ်ဘူးဖြစ်ရလေခြင်းဆိုပြီးတော့ဝန်းနေတဲ့သဘောကတောကနော်ဒီနှစ်ခုဟာစင်တင်တူသည့်အတွက်ကြောင့်တောကသည်ကရုဏာရဲ့အနိကယံသူလို့စာပေကျမ်းကနေမှာဒီလိုဆိုတယ်အဲ့တော့အနိကသဘာဝတရားထိမ့်သိမ့်ဆောက်ရှောက်ဖို့လိုအပ်တယ်တဲ့အဝေးကတော့ဘာလို့ဆိုရင်အဝေးယံသူဆိုတာတိတံမြင်တာလို့အဝေးလို့ခေါ်တာ ကရုဏာနဲ့သဘာဝချင်းမတူတာကဘာလို့ဆိုရင်ဝိဟိန်တာကရုဏာကကျင်နာတယ်ဝိဟိန်တာကရက်ဆက်တယ်ဟောရက်ဆက်မှုနဲ့ကျင်နာမှုဆိုတာသဘာဝချင်းတူရဲ့လားမတူဘူးအလွန်ကွဲပြားခြားနားသည့်အတွက်ကြောင့်အဲ့ဒါကိုကရုဏာရဲ့အဝေးရန်သူတို့မဟုတ်အဝေးဘက်ဆန့်ကျင်ဘက်တရားလို့ဒီလိုပြောတာနော် ေဒါကြောင့်ဟိုကရုဏာပွားပြီဆိုလို့ရှင်အနိကသဘာဝတရားတစ်ခုကိုဖယ်ရှားပြီတော့အဝိယံသူဖြစ်တဲ့ဝိညာဉ်တရားကိုလည်းပျောက်ကင်းအောင်လုပ်ရမယ်ဓမ္မမွန်မြတ်တန်းစင်တဲ့ကရုဏာတရားဆိုတာဖြစ်တယ်